မဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ YouTube channel ကနေနေထိုင်စွာချူဆန်လိုက်ပါတယ်ကျွန်တော်တို့ Dolphin မှာအခုဖက်ပြမှာကတော့ဆရာမြတ်မြတ်တန်းတင်ဘာသာပြန်ဆိုထားတဲ့နိုင်နေကတကခေတ္တကဏ္ဍဝင်ဝိထုတို့များစာအုပ်ထဲကအင်္ဂလိပ်ဝိထုတို့တပုတ်ဖြစ်တဲ့လာဒီလွယ်ဒီတို့တော့ဂတိတီဆိုတဲ့ဝိထုတို့လေးကိုဖက်ပြမှာဖြစ်ပါတယ်နားဆင်ပြကြပါခင်ဗျာလာဒီလွယ်ဒီတို့တော့ဂတိတီဒီကျွန်တော်ဇနီးတဲ့ အလွန်အချိန်မမှန်သူဖြစ်ပါသည်ထို့ကြောင့် Clare Hotel တွင် နေလေစာစားရန်ချင်းသဖြင့်7မိနစ်ရောက်နောက်ကျ၍ရောက်သွားသည့်အခါတွင် သူမရောက်လာသည်ကိုကျွန်တော်အံ့ဩခြင်းမဖြစ်တော့ပါကျွန်တော်ဒီအရေးဆုံးတစ်ခွက်ကိုမာလိုက်ပါသည်လူတွေအပြင်ထွက်ကြသည့်ရာသီဖြစ်သဖြင့်နားနေခန်းထဲတွင်စပွဲလွတ်ဆို၍3-4လုံးသာရှိပါသည် အချို့မှာဆော့ဆော့စီစီစားတော့ပြီးချပြီးဖြစ်သဖြင့်ကော်ဖီတောင်းနေကြပါသည် အချို့မှာလည်းကျွန်တော်တို့ပင် မာတီနီတစ်ခွက်ပြင်အပြင်းဖြစ်နေကြပါသည်မြရာဒီဝိဆုံလက်လာလေးတွေကိုဝတ်ထားသည့်အမျိုးသမီးတွေကိုကြည့်ရသည်မှာညှို့ချပြီးချစ်စရာကောင်းနေပါသည်အမျိုးသားများမှာလည်းရှင်လန်းဖြစ်လက်နေကြပါသည်တွေ့ရရင်ကျွန်တော်စောင့်ရမည်15မိနစ်အတွင်းတွင်စိတ်ဝင်စားစရာကောင်းသည့်လူဆို၍တက်ရောက်မြတ်မတွေ့သေးပါသူတို့အားလုံးဒီသွေးတွေဖြောင့်ဆင်းပြီးကြည့်ရကောင်းသည်မမသည်အဝိစားတသက်ရရဝှထားပြီးအပူပင်ကင်းခါရင်မောပျော်ရွှင်နေကြသည်မှမမသည် တွေ့ရရင်အများအားဖြင့်တွေ့ရတွေ့စဉ်ပုံစံတွေကြီးဖြစ်နေပါသည်ကျွန်တော်ဒီသူတို့ကိုစိတ်ဝင်စားခြင်းမရှိဘဲအပြင်းပြေဟိုကြည့်ဒီကြည့်လုပ်နေပါသည် အချိန်မှာနိုင်ပြန်တစ်ချက်ရှိနေပြီဖြစ်တဲ့ဖြင့်တော်တော်ဆာနေပါပြီသူစိမ့်ပြရအောင်ဝစ်စုံမှာအစင်းရောင်တို့ပြောင်းနေပြီဖြစ်ကြောင်းနိုင်မှာလည်းရက်နေကြောင်းထို့ကြောင့်စိမ့်ပြရအောင်ဝစ်စုံကိုဝစ်လာမည်မဟုတ်ကြောင်းနိုင်ကိုလည်းပတ်လာမည်မဟုတ်ကြောင်းဖြင့်ဇနီးကကျွန်တော်ကိုပြောလိုက်ပါသည်မဝစ်ထဲလို့မဝစ်ရတာဟုလည်းပြောလိုက်ပါသည် စိမ်းပြရောင်ကအစိမ်းရောင်ပြောင်းသွားသည့်ကိစ္စကိုကျွန်တော်ဘာမှမပြောလို့ပါသို့ရာတွင်나ရက်နေချင်းမှမူခုဘသာကိုတန်ဖက်မပင်းမိရက်ချင်းဖြစ်သည်ဟုကျွန်တော်ထင်ပါသည်သို့တို့တွင်နေစဉ်ကျွန်တော်အနည်းတို့ဇပွဲတို့တယောက်ရောက်လာကဇပွဲတို့များဤဟန်တိုင်းအေးတန်ခတ်အုပ်အဖြစ်သူတို့ပြောရင်မထိတာမလန့်တာဤသို့ခတ်အုပ်ကိုပြောတတ်ကြပါသည်ကျွန်တော်ထံအမျိုးသမီးတစ်ယောက်တယ်လီဖုန်းဆက်ချောင်းမအားသဖြင့်နေ့လယ်စာစားရန်မလာနိုင်တော့ကြောင်းပြောသည်ဟုကျွန်တော်ကိုပြောပါသည် ျွန်တော်တွေ့သွားပါသည်လူတွေတင်းချမ်းဖြစ်နေသည့်ပျော်ပွဲစားရုံထဲတွင်တယောက်တည်းထိုင်၍နေ့လယ်စာစားရမည်မှာကြောင်တက်တက်နိုင်လာပါသည်သူရရင်ကလပ်တစ်ခုကိုသွားဆိုင်ရမှာလဲအချိန်နှောင်းနေပြီထို့ကြောင့်ဘယ်ဘိုးမှမသွားတော့ဘဲဟိုတယ်မှာပင်စားရန်ဆုံးဖြတ်လိုက်ပါသည်ကျွန်တော်ဒီထမင်းစားခန်းလေးသို့ဝင်လာခဲ့ပါသည်နာမည်ကြီးဖော်တယ်များကစပွဲထုံးမှုကကိုယ့်နာမည်ကိုသိနေသည်ကိုတချို့ကဂုဏ်ယူချသည့်တိုင်ကျွန်တော်အဖို့တော်မူထူးထူးခြားခြားကျေနပ်ခြင်းမဖြစ်မိပါ။ တွေ့ရတယ်။ယခုတစ်ချိန်တွင်ကအေးဆက်သည့်မျက်လုံးတို့ဖြင့်ကြိုးစိုးခြင်းမခံရလင့်ဖြင့်ကျွန်တော်ဝမ်းသာနေပါပြီ။ညနေခါတင်းတင်းနဲ့စပွဲထူးမှုကစပွဲလို့မရှိတော့ဟုစီး၍ပြောပါသည်။ကျွန်တော်ဒီစိတ်ပြက်လက်ပြက်ဖြင့်ခန္ဓာကြီးချေလာတော့ခမင်းစားခန်းကြီးကိုလမ်းကြည့်လိုက်ရ။ကျွန်တော်အတိတ်တရားကိုမြင်လိုက်ရသဖြင့်ဝမ်းသာသွားပါသည်။ Lady Elizabeth ဘာမောက်မှာကျွန်တော်မိတ်ဆွေဟောင်းတူဖြစ်ပါသည်။စာနေရာနဲ့အတော်ပဲဗျာခမည်းစပွဲမှာထိုင်မယ်တော့ထိုင်မှာ ဲ့ကျွန်မကစားလို့ပြီးတော့သူဒီကြီးမားသောတိုင်လုံးကြီးတလုံးအောက်ွယ်ကစပွဲကလေးတလုံးနဲ့ထိုင်နေပါသည်သူနှမနဲ့ချင်းဆိုင်တွင်ဝင်ထိုင်လိုက်သည့်အခါ၌လူတွေများသည့်တိုင်ကျွန်တော်တို့နေရောက်ထဲတည်ထန့်ဖြစ်နေပါသည်ကျွန်တော်ကံကောင်းတာပေါ်စားလိုက်တာသူ့ကိုသေးလူနေပြီသူ့အပြုံးသည်အလွန်နှစ်လိုဖွဲ့ကောင်းပါသည် သူ့အပြုံးသည်မျက်နှာကိုချက်ချင်းဝင်းထိန်လာစေသောအပြုံးမဟုတ်ပါတဖြည်းဖြည်းချင်းရှက်တန်းလာသည့်ချစ်စရာအပြုံးဖြစ်ပါသည် သူ့အပြုံးသည်နှကမ်းပေါ်တွင်ရွေးဝဲလာပြီးနောက် ရှမ်းတန့်သွားကနောက်မှပြူးချေတောက်ပသောမျက်လုံးများစီသို့တပြေးပြေးကူးဆဲသွားပြီးနောက်ဆုံး၌ထိုမျက်လုံးများထဲတွင်နှုံးချက်နှင့်တက်စွာခွန်နားနေတတ်သည့်အပြုံမျိုးဖြစ်ပါသည်။အဲလစ်ဘက်သည်တာမန်မိမတ်မျိုးဟုမိသူမှမပြောနိုင်ပါ။ကျွန်တော်သူ့ကိုငငယ်လေးကမသိခဲ့ပါ။တို့ရရင်ငငယ်ကတတော်ချောသည့်မိမကလေးတရားဟုပြောတဲ့အချာဘူးရာမန်လိမ့်မည်ဟုကျွန်တော်ထင်ပါသည်။ရှခုအတက်90 အရွယ်တို့ရောက်သည့်တိုင်ချောလုံးဖြစ်ပါသည်ပွင့်ရင်းစားပြုနေသောပြည့်ရင်းစားပြုနေသောသူအလားသည် လက်ဆက်ပွင့်လန်းနေသော အပြုကလေးများ၏အလားကိုပေါ့ပြဲ့၍အနစ်မပါသောအလားဖြစ်စီပါသည် ပေါန်တာပါဆိုစီနှခမ်းဆိုစီစားသည့်တို့ကိုသုံးသောမိမများသည်မိတ်မေရာချသည်ဟုကျွန်တော်ထင်ပါသည်တို့တို့သုံးခြင်းဖြင့်သူတို့မျက်နှာများသည်ထူပိန်းသွားတတ်ပြီး သူတို့ပင်ကိုအလကိုမဝါသွားစေသည်ဟုကျွန်တော်ထင်ပါသည်။သို့ရာတွင်အလီစပက်လင်းချက်ထားပုံမှာမူတဘာဝကိုအတူခုရမဟုတ်ပဲတဘာဝကိုပိုရချီကောင်းကောင်းဂိမ်းချက်ပုံမျိုးဖြစ်ပါသည်။ဘာတွေကိုဘလိုပဲလင်းလင်းချီကောင်းပူတာရေးချီပါသည်။မိကက်များကိုထင်းထင်းချီသုံးထားပုံမှာချစ်စရာကောင်းသည့်သူ့မျက်နှာအလကိုဖျက်ဆီးခြင်းမပြုရုံမကပိုရပြင်ချက်တည်ရဒူလာစီပါသည်။သူ့စပင်ကိုလည်းဆိုးထားပုံရပါသည်။သူ့စပင်ဒီမဲနဲ့ပြုတ်ခွေပြီးပြောင်းလဲနေပါသည်။ တသက်တွင်တခါမှပြော့တိပြော့ခွေမထိုင်တတ်တဲ့ကဲ့သို့သူဒီကိုကိုမှတ်မှတ်ထားယူထိုင်နေပါသည် သူခနာကိုကလည်းတွတ်တွဲကလေးဖြစ်ပါသည် သူဒီအနေအောင်ဖဲဝိဆံကိုဝှထားရာ ရှင်းလင်းသောကောက်ချောင်းများကလည်းချစ်စရာကောင်းနေပါသည်လယ်တွင်ပလဲကုန်းရှိရှိတကုန်းကိုဆင်ထားပါသည်တခြားလက်ဝိရနာဆိုရဲသူလက်ထက်လက်ဆွတ်တွင်ဆင်ထားသည်ညကြီး တလုံးသာရှိပါသည်အေးလက်နေသောညလက်ဆွတ်ချောင်းပြွေးသောသူ့လက်ကို ပိုး၍ထင်ထင်ရှားရှားပေါ်နေစေပါသည်။တို့ရရင်သူ့အသက်ကိုဖော်ပြနေသည့်အရာမှလက်သက်နေဆိုထားသောသူ့လက်များဖြင့်ဖြစ်ပါသည်။သူ့လက်များမှာမင်းကလေးငယ်များ၏လက်ကဲ့သို့ပျော့ပြောင်းဤဆက်မနေတော့ပါ။သူ့လက်ကိုကြည့်လိုက်ရင်စိတ်ပြည့်စရာကောင်းနေပါသည်။မကြမီပင်လျင်သူ့လက်ချောင်းများသည်တိမ်ငှက်တကောင်ဤခြေသေးများနှင့်ထူလာတော့မည်ဖြစ်ပါသည်။အလစ်ဘက်သည်ထူးခြားသည့်အမျိုးသမီးတစ်ယောက်ဖြစ်ပါသည်။သူ့အဖေသည်တတမမြောက်စိတ်အားနယ်စားကြီးဖြစ်သည်ဖြင့်ဆွေကြီးမျိုးကြီးတွေကဖြစ်ပါသည်။အသက်၁၈နှစ်အရွယ်တွင် ူချမ်းသာတုံးနှင့်လက်ထပ်ခဲ့ပြီးနောက်ငွေကိုရှိလိုသုံးကအပြော်ပါဖြစ်တာအချိန်ကုန်ခဲ့ပါသည်အလစ်ဘတ်ဒီသူကိုသူထိန်းနိုင်သည်ဟုအလွန်မာနကြီးသူဖြစ်ပါသည်ပေါ်လာမည့်အကျိုးဆက်များကိုလည်းနည်းနည်းလေးမှထပ်မစင်စားပဲအလွန်ပက်ပက်ဆက်ဆက်နေတတ်သူဖြစ်ပါသည်နည်းနည်းအကြရင်ကြောက်ဖွယ်အပုံနဲ့ကိုထိုထွက်လာပြီးနောက်သူ့ယောက်ျားကကွာရှင်းလိုက်ပါသည်ထို့နောက်သူနှင့်အတူအမှုရင်တရားစွဲခံရသူ၃ဦးနဲ့မှတအူးနှင့်လက်ထပ်လိုက်ပါသည်တနည်းခွဲအတွင်းတွင်ထိုလူထံမှထွက်ပြေးလာခဲ့ပါသည် ထို့နောက်တွင်အလစ်ပတ်သည်ယောက်ျားတွေတယောက်ပြီးတယောက်ရပါသည် အနှစ်အထိုင် ဟော့ရန်နေသည်ဟုနာမည်ကြီးခဲ့ပါသည်ငေးကြီးရလောက်သည်သူ့အလာနှင့်လူပြောစရာအနေထိုင်ချောင်းသူ့ကိုအများကစိတ်ဝင်စားကြပါသည်သူ့ရရင်မကြားလိုက်ပါအလစ်ပတ်၏တရေများကိုမချားခြင်းအဆုံးဖြစ်နေပါသည်သူ့အမည်သည်လူကောင်းသူကောင်းတို့၏နှာခေါင်းတွင်အပုပ်နှင့်တထောင်ထောင်ထားနေပါသည်သူသည်အလောင်းစားသမားလက်ဖွာသူလော်လီဖောက်ပြားသူဟုနာမည်ကြီးပါသည် အလစ်ဘက်ဒီယောက်ျားပေါ်တွင်တစ္ဆာမရှိသူဖြစ်သည့်တိုင်မိတ်ဆွေများအပေါ်တွင်တစ္ဆာရှိသူဖြစ်ပါသည်မိတ်ဆွေတိုင်းကမင်းသဘောကောင်းသည့်မိမတရားဟုအတိအမဲ့ပြုချပါသည်အလစ်ဘက်ဒီပွင့်လင်းသူဖြစ်ပါသည်စိတ်မညစ်တတ်သူဖြစ်ပါသည်တတ်သည့်ကောင်းသူဖြစ်ပါသည်တို့ပြစ်တွေကိုဘရမဘုံွယ်ထားတတ်သူမဟုတ်ပါရှက်ရောရေရိုးသားသူဖြစ်ပါသည်ထွေချိန်မျိုးတွင်ကျွန်တော်သူနေတည်ကျွမ်းခဲ့ခြင်းဖြစ်ပါသည်ထိုစဉ်ကအထက်တန်းလောက်အမျိုးသမီးများမှာဘာသာရေးကိုလိုက်စားသည့်အလစ်ခင်မိန်သွားပြီးနောက် အနုပညာကိုစိတ်ဝင်စားသည့်အလေခေစားနေခြင်းဖြစ်ပါသည်သူတို့အတိုင်းဝိုင်းတွင် သူတို့ကိုနှာခေါင်းရှုပ်ချသည့်အခါတွင်စိုက်ဆရာများပကြီးဆရာများဂီတဆရာများလောကသို့ဆင်းသက်ရောနှောနေကြခြင်းဖြစ်ပါသည်ကျွန်တော်ဒီသူနှင့်အပေါင်းအသင်းမိတ်ဆွေဖြစ်ရသည်ကိုသဘောကျပါသည်သူသည်ပေါင်းလို့တင်းလို့ကောင်းသူတူဖြစ်ပါသည်သူသည်ဟောက်တိုင်းမယားကိုရဲရဲပြောတတ်သူတစ်ယောက်ဖြစ်ပြီးဖြတ်ထွန်းညာလည်းကောင်းသူဖြစ်ပါသည်တခါတရံတွင်လည်းအစစ်မပြေသောသူ့အတိတ်အကြောင်းကို ဟာတနောရေတွေ့တတ်ပါသည်သည်သူနှင့်စကားပြောရသည်မှာအတိညာမတိုးတည်တိုင်းရိုးသားသော အမျိုးသမီးတစ်ယောက်ဖြစ်သည်ဖြင့်စကားပြောလို့ကောင်းပါသည်သူနောက်အလစ်စဘက်သည်အန်အော့စရာတစ်ခုကိုလှုပ်လိုက်ပါသည် အသက်40အရောက်တွင်၂၁နှစ်သာရှိသည့်ပီတာဆိုသောကောင်လေးတစ်ယောက်ကို ကောက်ယူလိုက်ခြင်းဖြစ်ပါသည်သူတသက်တွင်လှုပ်ခဲ့သည့်ကိစ္စများနှင့်ထိုကိစ္စမှာအယူသွဆုံးအပြုမှုဟုသူ့မိတ်ဆွေများကပြောကြပါသည် ခေါင်းလေးမှာအတွေ့အကြုံမရှိသေးသည့်လူငယ်တစ်ယောက်ဖြစ်သဖြင့်တခြားလုံသူ့ကိုပေါင်းသိမ်းလာခဲ့သည့်မိစေများကပင်သူနှင့်အဆက်ဖြစ်လိုက်ကြပါသည်။ယခုကိစ္စကမူလွန်လွန်းပြီးထင်ပါသည်။အဲလိဇဘက်သည်ယောက်ျားတစ်ယောက်ကို6လထက်ပို၍ပေါင်းသူမဟုတ်သည့်အတွက်ခေါင်းလေးနှင့်လည်းမကြမီမှာကွဲပြဲချားလိမ့်မည်ဟုထင်ခဲ့ကြပါသည်။ဒါလောက်ရရန်ကကားနေသည့်မိမတစ်ယောက်ကိုကြကြတီးခန့်ပေါင်းနိုင်မည်မဟုတ်ဟုထင်ခဲ့ကြပါသည်။သို့ဆိုရင်ခေါင်းလေးဖို့လည်းဝိကျွေးသည့်ဝိကျွတ်သည်ဟုအောက်မိခဲ့ကြပါသည်။ ့ရရင်သူတို့အားလုံးတက်တက်ဆင်အောင်လွဲခဲ့ကြပါသည်အဲလီဇဘက်ဒီစိတ်ပြောင်းသွားလိမ့်ပြီလားကောင်းလေးအပြစ်ကင်းမှုနဲ့သူ့အပေါ်ရင်ထားသည့်အချစ်ကိုမြင်သည့်အခါတွင်စိတ်ထိခိုက်သွားလိမ့်သလားမပြောတတ်ပါကောင်းလေးနဲ့မြဲပြီးမရကောင်းတယောက်ဖြစ်နေပါသည်သူကလက်မောအသဖြင့်သူတို့လင်မယားမှာဆင်းရဲချပါသည်ထို့အခါတွင်သူသည်စိတ်ဆက်ရချေတာသောအင်ရှင်မတယောက်ဖြစ်လာခဲ့ပါသည်အနည်းအထိုင်ဆင်ကျင်လာသည့်အတွေ့အတင်းပြောသည့်ပစံများလည်းပိတ်သွားကြပါသည်အဲလီဇဘက်ဒီကောင်းလေး၏ပျော်ရွှင် ချမ်းသာမှုကိုသာစကူးဆိုင်ပါတော့သည်ကောင်းလေးကိုသူတကယ်ဆက်ဆက်မမြဲချစ်သူကိုမြည်သူမှတန်လျာမဖြစ်နိုင်ကြတော့မှာကောင်းအကြမြင့်စွာလူပြောစရာဖြစ်ခဲ့ရပြီးနောက်အဲလီစပိတ်အကြောင်းဒီပြောစရာမရှိတော့ပါသူဇက်လန်ဒီနိဂုံတို့ရောက်တယ်လို့ဖြစ်နေပါသည်အဲလီစပိတ်ဒီမိမ့်မဲ့ကောင်းတယောက်ပြန်ဖြစ်သွားပြီပြောင်းလဲသွားတော့မိမတယောက်ဖြစ်သွားပြီ ယခုလိုတည်တည်ငြိမ်ငြိမ်မင်းမကောင်းတယောက်အနေဖြင့်အတန်းချနေလာပြီးအဖွားကြီးတယောက်ဖြစ်သွားသည့်အခါတွင်အဲလီစ်ဘက်၏အကြီးတန်းသောအတိတ်ဆက်ကြောင်းများသည်သူနှင့်မဆိုင်တော့ဘဲကွယ်လွန်သူအခြားမိမတယောက်၏ဆက်ကြောင်းများသာဟုသဘောထားနေမည်လားမသိရပါမိမဆိုသည်မှမနာလိုစရာကောင်းလောက်အောင် မိပြောက်တတ်သောတတိထူများ ရှိသည်များဖြစ်ကြပါသည်တို့ဟာရင်ကံချမကိုအမိသူမှမတိနိုင်ပါ မျက်စိတမိအတွင်တွင်သူတို့ဘဝသည်ပြောင်းလဲသွားခဲ့ပါသည်သူတို့လင်မယားဤဆံပြအင်တော်ဤတတ်တန်နှင့်အကြောင်းကောင်းလေးသည်ဘာဗျာကန်တင်ဆိုသည့်ကောင်းမလေးတယောက်နှင့်ကြိုက်သွားပါသည်ဘာဗျာသည်ချစ်စရာကောင်းသည့်မိမတယောက်ဖြစ်ပြီးတခါကလက်ထောက်နိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့သည့် Lord Kenton ဤတမိအထွေဆုံးဖြစ်ပါသည်ကြောက်ကြောက်ရွံ့ကလေးလာသောမိန်းကလေးဖြစ်ပါသည် Elizabeth ၏အလားနှင့်တော့နိုင်ရှင်သင်ပါသူတို့အကြောင်းကိုလူတိုင်းသိလို့ကြပါသည် တွေ့ရရင်အလီဇဘက်တိမတိကိုမူမီဒီမောင်ပြောနိုင်ပါဒီတသက်ရင်တခါမှမကြုံဘူးဒီအဖြစ်မျိုးကိုတွေ့တဲ့အခါတွင်အလီဇဘက်တယောက်မြည်သွေးရှင်မျိုးကိုမပြောနိုင်ပါဆိုရင်လုံးကသူကကြီးယောက်ျားလေးကိုဆွန့်ခဲ့သူဖြစ်ပါသည်ယခုမူယောက်ျားကသူ့ကိုဆွန့်သွားပါပြီကျွန်တော်ထင်ရင်မူအလီဇဘက်ဒီကောင်းမလေးနှစ်သွားရဲ့စင်းရှင်မြင်ထင်ပါသည်အလီဇဘက်ဒီတတိကောင်းရဲ့ပွင့်လင်းသူတယောက်ဖြစ်ပါသည်ကျွန်တော်နေရာနေ့လယ်စာဆိုင်ထို့အကြောင်းများကိုကျွန်တော်တွေးနေပါသည်သူ့ကိုကြည့်ရသည်မှာဘာမှထူးခြားမှမပြပါဘူး ခါတိုင်းကဲ့သို့ပင်ရှင်းရှင်းပြပြပို့ဝင်နေနေမည်ဖြစ်ပါသည်။သူသည်ခါတိုင်းလိုပဲစကားလေးတတတန်ပြောနေပါသည်။ကျုံအဆောင်ကပြောသည့်စကားတိုင်းမှလို့လို့ပင်အချီအွှန်းလေးတွေဖောက်ပြီးပြောနေပါသည်။ကျွန်တော်ဒီသူနဲ့စကားပြောရသည်ကိုပြောနေပါသည်။ကောင်းလေးကသူ့အပေါ်ချစ်ပြေသွားသည်ကိုသူမသိဟုပင်ကျွန်တော်ထင်လာခဲ့ပါသည်။ကောင်းလေးပေါ်တွင်အချစ်ပိုဖက်သည့်အလျာကောင်းလေးကလည်းသူ့အပေါ်တွင်အချစ်မရောဟုထင်နေပုံရပါသည်။ကျွန်တော်နေရာကော်ဖီတောက်ပြီး secret furniture ဆင်သူကအချိန်ကိုမေးပါသည်။၃နာရီထူ၅မိနစ် ဒီလိုဆိုကျမအတွက်ရှင်းလိုက်တော့မယ်ကျွန်တော်ရှင်းလိုက်မယ်လေဂျေစုပဲဟုဆိုတာသူပြောနေသည်အရေးတစီသွားဆရာရှိတော့လားကျမပီတာနဲ့သုံးနိုင်မှာရှင်းထားတယ်သူကောနေထိုင်ကောင်းတယ်မဟုတ်လားကောင်းပါသိကောင်းသူကပြောရင်မပြုံးချင်ပြုံးချင်ပြုံးသည်ရှင်ပြီးတော့ပြုံးဖြစ်ပါသည်သူရတယ်ထို့ပြုံးတဲ့နိုင်လောင်ပြောင်းတယောတိဟန်ပါနေသည်ဟုကျွန်တော်ထင်ပါသည်သူဒီအတန်ရှာများငိမ့်နေပြီးနောက်ကျွန်တော်ကိုစိုက်ကြည့်လိုက်သည်ရှင်ရထူးထူးခြားခြားဖြစ်ခဲ့ပြက်ကလေးတွေကိုစိတ်ဝင်စားတတ်တော့ပြောရအောင်မယ် အခုကျမဒီကိုလာတဲ့အကြောင်းကိုအရှင်းမသိသေးဘူးမဟုတ်လားဒီမိနစ်ပဲပိဋကစီကိုဖုံးဆက်ပြီး၃နာရီမှလာဖို့ချိန်ထားတာကျမကိုကွာရှင်းပြဖို့ပြောမလို့ကျွန်တော်ဒီမျက်နှာထူပူသွားတာမှပြောရမယ်မသိအောင်ဖြစ်နေသည်ဟုတ်တာဗျာခင်ဗျားတို့နေရာအဆင်ပြေတယ်မဟုတ်လားသူ့အကြောင်းကိုလောကကြီးတစ်ခုလိုသိနေချိန်မှာကျမမသိဘူးလို့ရှင်းထင်နေလို့လားကျမလည်းဒီလောက်မနှုံသေးပါဘူးအလီဇဘက်ဒီလိန်ပြောရရမယ်မိမမဟုတ်ပါဆိုကြကျွန်တော်ကလည်းမသိချင်အောင်စာမနေတော့ပါ ကျွန်တော်တစ်စက္ကန့်လောက်ညီနေပါသေး။ဘာဖြစ်လို့ပါရှင်ခွတ်တောင်းချင်ရလဲ။ကောင်မလေးရဲ့ဖေရောဘတ်ကင်တာဟာတော်တော်ကောင်းပါတယ်ဘူကြီးပဲ။စမောက်မကွာပဲပီတာကိုသူ့သမီးနဲ့လက်ထပ်ခွင့်ပေးမှမဟုတ်ဘူး။စမောက်အဖို့လည်းဒီလောက်တော့အရေးမကြီးတော့ပါဘူး။ကွာရှင်စည်းမှနောက်တစ်ယောက်တွလာတဲ့သဘော။သူကလပတော့သူ့ပကုံကိုတွန့်ပြလိုက်ပြီ။ပီတာကသူ့ကိုလက်ထပ်ချင်တယ်လို့ခမည်းဘယ်လိုပြောနိုင်သလဲ။သူကောင်မလေးကိုတနေဆွဖြစ်နေပြီလေ။ခမည်းကိုဖွင့်ပြောလို့လား။ မပြောပါဘူး तू ကတော့ကျွန်မမသိဘူးလို့ထင်နေတာပေါ့ကျွန်မသူ့ကိုသိတ်တနာတယ်ကျွန်မစိတ်ထိခိုက်မှာကို तू ဆိုရင်လေအင်းငယ်တော့ဆိုတော့ခဏတစ်ပြုတ်မယူမှုမိတာဖြစ်မှာပါဇာတော့ပြီးသွားမယ်ထင်ပါတယ်ဖေမှာပြီးသွားမလဲရှင်ကောင်းမလေးရငယ်လဲငယ်လဲချောရချောရတပောက်လဲကောင်းတယ်သူတို့နှစ်ယောက်ဆိုရင်တစ်ယောက်နဲ့တစ်ယောက်လဲရှေ့သွားနောက်လိုက်နေတယ်ပြီးတော့သူတို့နှစ်ယောက်ကွဲပြဲသွားချက်သွားကြတယ်ဆိုရင်ဘယ်ကောင်းမလဲသူတို့နှစ်ယောက်လည်းတယောက်ကိုတယောက်ချစ်တယ် လောလောဆယ်မှာတော့အချင်းအရေးကြီးဆုံးမဟုတ်လားဇမသူထက်19နှစ်တောင်ကြီးရဲ့လေယောက်ျားတယောက်ဟာအမေလောက်ရှိတဲ့မိန်းမတယောက်အပေါ်မှာအချစ်ကုံသွားပြီးပြီဆိုရင်နောက်ထပ်ပြန်ချစ်နိုင်အောင်လို့ထင်သေးသလားရှင်လဲဆိုင်းစရာပဲလူတဘာဝကိုတည်မှာပေါ့ဘာဖြစ်လို့ခင်ဗျာအနစ်နာခံရှောင်ပေးရတာလဲလွန်ခဲ့တဲ့ဆယ်နှစ်ကျမကိုလက်ထပ်ခွင့်တောင်းတော့ငါကျမသူ့ကိုဂရုတည်းကိုပေးခဲ့တယ်လေသူကွာရှင်းခြင်းတဲ့အချိန်မှာသူတောင်းဆိုရင်ကွာရှင်းပေးမယ်လို့ပြောခဲ့ဘူးလေ ျမတို့နေရာမှာတယောက်နဲ့တယောက်အသက်သိက္ခာနေရမဟုတ်လားဒီတော့ဒါမှတရားရာရောက်မှာပေါ့ဒီကတိကိုစောင့်ထိုင်မှု तू ကခမရကောမတောင်းဆိုတာမတောင်းဆိုတဲ့ကတိတစ်ခုကိုခမရစောင့်ထိုင်ခြင်းတည်တော့လား तू ဒီကတိသေးသေးရှိလျာဒီလက်များကိုဝေရမ်းလိုက်သည်လက်ခနဲပြတ်သွားသောမြတ်လက်ဆုအယောင်ထဲတွင် နမိတ်ဆိုတဆုံတရားပါနေသည်ဟုကျွန်တော်ထင်နိုင်မိပါသည်အိုးဘာဖြစ်လို့မစောင့်ထိုင်ရမှာလဲစောင့်ထိုင်ရမှာပေါ့လူကြီးလူကောက်တယောက်လူတော့ကျင်းရမှာပေါ့ အမှန်ပြောရရင်တော့ဒီနေ့ဒီကိုလာတာကသွေးစာကြောင့်လာတာရှင့်ဒီစပွဲကလေးမှာပဲကျွန်တော်လက်ထပ်ပုံဖွင့်ပြောတာပဲအဲ့ဒီတုန်းကကျွန်မခုထိုင်နေတဲ့နေရာမှာပဲထိုင်လို့ထိုင်မဲ့ခက်တာကအဲ့ဒီတုန်းကလိုပဲသူ့ကိုကျွန်မချင်းနေသေးတာခက်နေတယ်သူဒီစကားကိုဆုံးအောင်မပြောဘဲရထားလိုက်ဤကျွန်တော်အန်ကျိတ်လိုက်ဒီကိုကျွန်တော်မြင်လိုက်ရသည်ကဲတော့မှဖြစ်မယ်ရှင်ပီတာကအချိန်မီမရလို့စောင့်ရရင်သိစိတ်ဆိုတာ သူသည်အားကိုးရမဲ့သောအချင်းဖြစ်ကျွန်တော်ကိုကြည်ကရထိုင်မှထားရမည်ကိုဝင်နေနေပုံရသည်ဟုကျွန်တော်ထင်မိသည်တွေ့ရတဲ့သူသည်ပြုံးလိုက်ပြီးနောက်ချက်ချင်းထိုင်ရမှထားသည်ကျွန်တော်လိုက်ပူရမလားဟိုတက်တကားကအရောက်ထီတော့ပြုံးနိုင်ပါတယ်ကျွန်တော်နှစ်ယောက်သည်ထမင်းစားကန်းနှင့်နားနေကန်းထဲမှဖြတ်ချောင်းလာကြသည်တကားဟွားတွင်ဟိုတက်ဆောင်ကစုံလဲမယ်တကားကိုဖွင့်ပေး၏ကျွန်တော်ကတက်စီငါပြရမလားဟုမေးသည်ရပါတယ် ကျွန်မချစ်ချင်ပဲရှောက်သွားတော့မယ်။ရှားသေးဥတုကောင်းသားပဲ။သူဒီကျွန်တော်ကိုလက်ခံပေးရင်တွေ့ရတာဝမ်းသာပါရဲ့ရှင်။ကျွန်မလည်းမနေ့ပြင်နိုင်ငံချောင်းအောင်ခီးထွက်မလို့လန်ဒန်ကိုဆောင်းပေါက်တော့မှပြန်ရောက်မယ်ထင်တယ်။အဲ့တော့ဖုန်းဆက်နော်။သူဒီပြောင်းရွေ့ကောင်းညိတ်ပြီးလက်ထွက်သွား၏။ကျွန်တော်ဒီလမ်းပေါ်တွင်ရှောက်သွားနေတော့သူ့ကိုငေးချစ်ချမ်းရင်ခဲ့သည်။လေဒီငင်းညံလဲနေဥပေါင်းနေတူနေသည်။ကောင်းငင်ပြပြရင်မူတိမ်တိုက်ဖြူဖြူများရွတ်တိုင်နေကြ၏။သူဒီကိုကိုမတ်ထားပြီးရှောက်သွားနေ၏။ သူဤကောင်းကလည်းထီမထင်သည့်ဟံမော့လျက်တေးတဲ့၍ချစ်ဆရာကောင်းသောသူကိုမြင်သည့်အခါတွင်လမ်းသွားလမ်းလာများကလမ်းချသွားကြသည် အသည့်တချို့ကအုတ်ထုတ်ကိုချူ၍နှုတ်ဆက်သည့်အခါတွင်ခေါင်းကိုချက်သည်ရှိစွာဥညွင့်၍ပြန်နှုတ်ဆက်ပုံကိုကျွန်တော်မြင်ရသည်အသေးကွဲနေသူတဦးဟုမြည်သူများထင်ရှားမည်မဟုတ်ပါ ကျွန်တော်ထပ်ပြောပါမည်သူသည်အလွန်ယိုသားဖြုံးမတ်သောအမျိုးသမီးတို့တဦးအမျိုးသမီးတဦးဖြစ်ပါသည် ဆက်လက်ဖပြမှာကတော့စိုင်းစီယံညွန့်ဝေလေးရေးသားထားတဲ့ယဉ်ကျေးမှုပန်းပွင့်နဲ့ရှင်နန်းဆိုတဲ့စောင်းမလေးကိုဖပြမှာဖြစ်ပါရခင်ဗျာအဆင်ပြေကြပါခင်ဗျာယဉ်ကျေးမှုပန်းပွင့်နဲ့ရှင်နန်း ယဉ်ကျေးမှုဆိုသောဝါဟာရသည် အများပိုင်းဖြစ်သည်အမျိုးသားယဉ်ကျေးမှုအရှိတိုင်းယဉ်ကျေးမှုအနောက်တိုင်းယဉ်ကျေးမှုမြမယဉ်ကျေးမှုဟု၍သုံးလေရှိသည်အခြားဝါဟာရများဖြင့်တွဲဖက်၍အသုံးပြုသောစကားလုံးများရှိသေးသည်အရင်ရှင်ယဉ်ကျေးမှုကိုလိုနီခေယဉ်ကျေးမှုပြုခေယဉ်ကျေးမှုစီးပွားယဉ်ကျေးမှုယဉ်ကျေးမှုအမွေနှင့်မြို့ပြယဉ်ကျေးမှုကျေးလက်ယဉ်ကျေးမှုနေချက်ယဉ်ကျေးမှုနိုင်ငံရေးယဉ်ကျေးမှုရှေးဟောင်းယဉ်ကျေးမှုအမွေနှင့်မြမယူရယဉ်ကျေးမှုအမွေနှင့် culture နဲ့ civilization တွေလူမျိုးတစ်မျိုးနိုင်ငံတစ်နိုင်ငံနဲ့ပတ်သက်၍ခွဲရမရသောအချက်အလက်တစ်ခုဖြစ်သည် culture သည်စောင်းဝင်နေနီးထိုင်နေဖြစ်သည်တနည်းပဟိတနှင့်ပတ်သက်သည် civilization သည်လူမှုဘဝစုဝေးနေထိုင်တတ်ခြင်းစဉ်းစားတွေးခေါ်ခြင်းနဲ့ပတ်သက်သည်ကျူတာခြင်းတစ္ဆာရှိခြင်းတနာချင်နာခြင်းကဲ့သို့အတွေ့အကြုံများနဲ့ပတ်သက်သည် culture သည်ပန်းပွင့်စုံနေ civilization သည်ပန်းရံဖြစ်မည် ဤကဘာမြေပေါ်မှာလူဟုခေါ်ဆိုနိုင်သောတတဝါပေါ်ရာနှစ်ပေါင်း3သိန်းခန့်ရှိသည်။မော်ဒန်မန်ခေါ်ခေတ်တည်လူသားပေါ်ရာတော့နှစ်ပေါင်း5000ခန့်သာရှိသေးသည်ဟုဆိုသည်။ခေဦးလူတို့သည်စကားမပြောတတ်ကြ၊မိကိုအတုံးမပြုတ်တတ်သေး။မိမိတို့လက်မတပါအခြားကရိယာတစုံတရာမရှိ။တဘာဝမှတင်းနံတာငါစားတော့တဘာဝလိုက်ကူထဲမှနေမယင်ချေးသေးသည့်ဘဝကိုဖျက်ဆီးလိုက်ရသည်။ လောင်နေပေါင်းထောင်ပေါင်းကြာမြင့်မှအတုံးအဆောင်တစပလာလေးတွေဖန်တီတက်လာသည်နှစ်ကာလများစွာကြာလာသည်အရေးပါသောအရာတွေတည်ထွင်လာသည်အရင်ဘဝကိုဆွန့်လွတ်ပြီးတိုးတက်လာသည်ရင်ကျေးလာပြီးဟုကျွန်တော်တို့ပြောကြသည် စကားပြောလာသည်မိကိုအတုံးပြတက်လာသည်အစာစူဆောင်တက်လာသည်လက်နေကရိယာကိုတစ်ချောက်တို့ဖြင့်လှုပ်တက်လာသည်အများအပြားတည်ထွင်လာသည်ထို့မှအစာဆူဆောင်သူဘဝမှထောက်လုပ်သူဘဝသို့တိုးတက်ပြောင်းလဲလာသည် ကျွဲနွားသရိစံမွေးမြူတက်လာသည်ဂျုံမူရောစသောစားစရာကောက်ပဲတိနံများဆိုင်ပြိုတက်လာသည် ထို့နောက်ဓာတုထုတမျိုးတွေ့ရှိလာသည်စာရေးခြင်းအတက်တည်ထွန်လာသည်ယဉ်ကျေးမှုခင်မဲ့သောဘဝမှာယဉ်ကျေးမှုရှိသောဘဝသို့လူတို့ တလန်းခြင်းတလန်းခြင်းကာလရှည်ကြစွာလန်းခရသည်ယဉ်ကျေးမှုစိတ်ပညာ တဦးနဲ့တဦးတနိုင်ငံနဲ့တနိုင်ငံဆက်သွယ်ရာတွင်အရေးကြီးသောစိတ်ပညာနယ်ပယ်တစ်ခုရှိသည်ယဉ်ကျေးမှုစိတ်ပညာပင်ဖြစ်သည်စိတ်ပညာရှင်တို့၏အမြင်ကိုတင်ပြပါမည်ယဉ်ကျေးမှုဆိုသည်မှာလူအုပ်တစု၏အသက်မွေးမှုနေထိုင်မှုဘဝနိလမ်းပင်ဖြစ်သည်လူတို့၏ပြုမှုများကိုထိန်းချုပ်သောအယူအဆများတမိုးထားမှုများစိတ်ကူးအကြံအစည်များပါဝင်သည်ရှင်နိလမ်းများကလူတို့အသက်အသက်ရှင်နေထိုင်ရန်တတ်နိုင်သမျှပြုလုပ်ပေးသည် ယဉ်ကျေးမှုအသီးသီးတွင် ကိုပိုင်ဝစ်စားစင်ရစားတော့ပုံယုံကြည်ကိုးကွယ်မှုလူမှုထုံနှန်းစင်လာရွရတလေးတို့နှင့်ပတ်သက်သည့်ဆံများပါဝင်သည်ထို့သို့ယဉ်ကျေးမှုများခြားနားရခြင်းသည်ဂေယပေဒါနှင့်လူမှုနိုင်ငံရေးဆိုင်ရာ အချက်အလက်တို့ကိုတုံ့ပြန်ထွက်ပေါ်လာခြင်းဖြစ်သည်ဟုစိတ်ပညာရှင်တို့ကဆိုသည်ပထဝီအနေအထားတို့ပါဝင်သည်ဘုရားဗဒာယဉ်ကျေးမှု ကိုနှုတ်စိတ်နှလုံးအရာများဤပြုမှုဆောင်ရွက်မှုတွေလည်းယဉ်ကျေးမှုပင်ဖြစ်သည်ကိုမူရယဉ်ကျေးခြင်းကာယ၌ယဉ်ကျေးမှုအပြောဆိုနှုညံ့တိမ်မွေးမှုဝစီကံ၌ယဉ်ကျေးမှုစိတ်ထားဖြူစင်မြင့်မြတ်ခြင်းမနောကံ၌ယဉ်ကျေးမှုတို့ကိုဗုဒ္ဓဘာသာဇာတိတယဉ်ကျေးမှုအဖြစ်ခံယူထားကြသည်ဇာတိတသွာလာခြင်းဖြစ်ကြည်ခြင်းအလေးအကျင့်အကျင့်တည်လားဗုဒ္ဓဘာသာရင်ယဉ်ကျေးမှုခြင်းဝင်များရှိသည် ဗုဒ္ဓဝင်ဗုဒ္ဓဖြစ်စဉ်ရှစ်ခိုးဥချပုံနေကြတော့ကံဩခါတအတိပံရှင်တန်တရဏဂုံတိလဆတိဆောက်ပုံဒုစရိုက်တရား၁၀ပါးသူစရိုက်တရား၁၀ပါးစွန့်ကန့်ပန်းကန့်ရေကန့်စိမိကန့်အမြဝေကန့်မြစ်တာဖို့စသည်တို့နှင့်အတူမင်္ဂလာတရား၃၈ပါးပါဝင်ပါသည်မြမယဉ်ကျေးမှု ကိုရီးယားလူမျိုးမှာကိုရီးယားယဉ်ကျေးမှုဂျပန်လူမျိုးမှာဂျပန်ယဉ်ကျေးမှုရှိတဲ့ကဲ့သို့မြန်မာမှာလည်းမြန်မာယဉ်ကျေးမှုရှိသည်ကမ္ဘာအနှံ့အပြားတွင်ရေကြီးရာမျက်နှာများတောင်းလာရင်မြင့်ဝမ်းများကိုအခြေပြု၍ယဉ်ကျေးမှုများထွန်းကားခဲ့လေသည်အီဂျစ်ပြည်တွင် နိုင်မြင့်ဝမ်မက်ဆိုပိုတေးမီးယားတွင်ယူဖရီတီအိန္ဒိယတွင်ဟိန္ဒူမြင့်ဝမ်တရုတ်ပြည်တွင်မြစ်ဝါမြင့်ဝမ်မြန်မာပြည်တွင်အေယာရီမြင့်ဝမ်တို့တွင်ရှေးဟောင်းယဉ်ကျေးမှုများတွေ့ရသည် လူသားအစမြန်မာကပင်ပြောလာသည် ငငယ်ကတော့မြမအစတကောင်းကဟုပြောကြသည်မြည်တို့ဆိုစဉ်မြမယဉ်ကျေးမှုသည်နှစ်ပေါင်းထောင်တောင်းမကရှိပြီလူရဲ့ primate တွေတွေ့ရတွေ့သည်ကြောက်ခေဟောင်းလက်နက်တွေတွေ့သည်ကြောက်ခေတဲ့လက်နက်တွေတွေ့သည်ဂျေးခေလက်နက်တွေတွေ့သည်မြမယဉ်ကျေးမှုသည်ဗုဒ္ဓဘာသာယဉ်ကျေးမှုကိုအခြေပြု၍ထွန်းပါလာခြင်းဖြစ်သည်ဗုဒ္ဓဘာသာအယူဝါဒဆိုင်ရာအတွေ့အခေါ်နှင့်ခံယူချက်တို့သည်မြမယဉ်ကျေးမှုကိစ္စရပ်များတွင်တိုက်ရိုက် ို့မဟုတ်သွင်ဝါရီဆက်နေနေတဲ့ဒီမြမယင်ကျေးမှု ပင်စင်ကြီးသည့်ပကြီပပုဘိတုကပယံပတော်စတော်လက်မှုအမှုပညာရများစာပေတီကုံဖွင့်နေမှုများစုကရည်တီအမှုဒုက္ခမသဖြင့်ပညာများရိုးရာအစဉ်လာများကျွင့်ဆိုင်ရာများအတွေ့အခေါ်ယူဆများစသည့်အချက်အလက်များဝေဝေစစပွင့်ဖူးသည်မြမမှု နေပယ်ဟုသုံးသည်လည်းရှိသည်မြမမှုနေပယ်သည်ကျေဝန်းသည်နေဆိုင်သည်နိုင်ငံယင်ကျေးမှု နိုင်ငံ၏ခြေမှုစကလုံးကိုစတင်သုံးစွဲခဲ့သည်မှာနှစ်ပေါင်း30ကျော်40နီးပါးခန့်မှန်းကြည့်သည်ထိုအခါကယဉ်ကျေးမှုနှင့်ပတ်သက်၍အထိပ်ပယ်ဖွင့်ဆိုရာတွင်ပြုစုပြောထောင်ခြင်းဟုအထိပ်ပယ်ယူလိုက်သည်ဆိုပါတော့မြေကြီးအကြောင်းကိုလေ့လာသောစာကိုမြေကြီးယဉ်ကျေးမှုဟုသုံးသည့်ကိုအင်္ဂလိပ်အဖိတံမှဖတ်လိုက်ရသည်ထို့ကြောင့်ပင်လျှင်ယခုနိုင်ငံ၏ယဉ်ကျေးမှုကိုရေးလိုက်သောအခါနိုင်ငံ၏ယဉ်ကျေးမှုသည်လည်းနိုင်ငံတော်တစ်ဝန်းလုံး၏သို့မဟုတ်တစ်ပြည်လုံး၏ငြိမ်းချမ်းရေးကိုရည်ရွယ်ချောင်းသိနိုင်သည်ယဉ်ကျေးမှုနှင့်ချဲ့ဝါဒ တကယ်တော့ယဉ်ကျေးမှုနယ်ချက်ဝါဒဆိုတာခုမှမဟုတ်ပါရောမအင်ပါယာခေတ်ကတည်းကစခဲ့သည်နောက်ပိုင်းတွင်ခေတ်သစ်ကိုလိုနီစနစ်နှင့်ကိုလိုနီနယ်ချက်စနစ်ရောက်ပြန်တော့သည်ဒုတိယကမ္ဘာစစ်နောက်ပိုင်းနိုင်ငံရေးအရာလွတ်လပ်လာတော့လဲစီးပွားရေးအရာမိခွန်နေရသည်သည်ယဉ်ကျေးမှုဝါမျိုးခံရသည်ဂျာဂိုမင်ကိုလိုနီစနစ်သစ်ဟုသတ်မှတ်ခဲ့ကြသည်အင်ပါယာခေတ် globalization ဖြစ်သည့်ရင်း empire ခင်များ၏အဆက်ဖြစ်သည့်စီးပွားရေးအင်အားကြီးနိုင်ငံများက globalization ဝါဒဖြင့်ဖွံ့ဖြိုးဆဲနိုင်ငံများ၏အစဉ်အလာများယဉ်ကျေးမှုများစံနှုန်းတန်ဖိုးများကိုဝမ်းမြူသွားဖို့ကြိုးစားခြင်းကို များဖြစ်သည်ဒီလိုအခြေအနေမျိုးတွင်ရင်ကျေးမှုပြုံးဝင်အိုးကြီးဖြစ်အောင်နိုင်ငံငယ်အသီးသီးတို့၏ကိုယ်ပိုင်မျိုးသားအမတ်သားတွေပြောက်ွယ်ကုန်ပြီးမရင်မရာတော့သောလူမျိုးတွေဖြစ်လာနိုင်သည်ဟုတတိပေးထားသည်အမျိုးအမြင်ကြီးမားသော policy ချမှတ်သူများကရင်ကျေးမှုနယ်ချဲဝါဒနှင့်အတူပါလာနိုင်သောပြည်ထွက်ဆိုးကျိုးတွေကိုတွက်ဆကြည့်ကြသည်ဤပညာကြောင့်ယောဂနှင့်နိုင်ငံခြားကြောင့်ယောဂါတွေကိုမွေးဖွားစေနိုင်သည့်ထင်ရှားသောလက္ခဏာကတော့ကိုယ့်ကိုယ်ကို တကားပိတ်တော့ခတ်ထားခြင်းဖြစ်သည်ဟုဆိုသည်။တဲ့ပြန်ရင်ချင်းမှုအယူအဆ အမေရိကန်လူမှုသိပ္ပံပညာရှင်ဂျီရိုဇက်၏သဘောတရားဖြစ်သည့်လူမာ ID မွေးရပါဇီဝဆစ်စောချက်ကိုရှာဖွေရန်အခွင့်အရေးရှိသည်ဘဝ၏အတိတ်ပဲကိုကိုယ်တိုင်ရှာဖွေခွင့်ရှိသည်ရတော့ရခဲ့ဒုံလက်ဘက်ဘဝရဲ့အနိစ္စဒုက္ခများကိုရှာဖွေခွင့်သိရှိခွင့်ရှိသည် ိုချိုးဥထိတ်ထားသောအရင်ရှင်စနစ်သည်ဒုံလဘလူဘဝကိုချင်းချောက်သည်လူဒန်းစားအသည့်ကိုတက်ကြစွာအခြေခံသောနိုင်ငံရေးအခြေမှုကလည်းလူဘဝကိုပျောက်သည့်အထိနိုင်ငံရေးဆံမှုကိုပြုသည်ထိုရင်ကျေးမှု၏အနိဋ္ဌာယုံကိုဖယ်ရှားမည်အီအယူအဆမှတံပြန်ရင်ကျေးမှုသဘောတရားဖြစ်သည်တကယ်တော့ဖြစ်တည်ဆဲရင်ကျေးမှုကိုဖျက်ဆီးရမဟုတ်ပါမျက်မှောက်ခင်နိုင်လူသည်ရေဒီယို TV သတင်းစာတယ်လီဖုန်းချူတုစသောစစ်တွေအချက်လက်တွင်ပြလူပြန်နေရခြင်းကြောင့်စိတ်ညစ်ရသည်တိုက်ပန်နေနည်းပညာအတတ်ပညာအရွေ့ အပြောင်းမြန်သလောက်လူအသီးကမလိုက်နိုင် လူရဲ့လူအင်တွေလည်းမြန်ဆန်ထွေပြားလာလူလိုနှမ်းမလိုက်နိုင်လူနှင့်တဘာဝဆက်ဆက်မှုအားနယ်လာသည်လူစုလူဝေးယဉ်ကျေးမှုထွန်းကားလာသည်အနာဂတ်ကိုစိုးရိမ်နေသည်ရုပ်ဝိထုအာဟာရလွန်ခေတ်ဖြစ်က အစစ်မြင့်စိတ်ဓာတ်အာဟာရကိုတောင်းတလာတော့ခေတ်လူဒီမျက်မှောက်ခေတ်၌ တင်းကျက်ပြီးမွန်းကျက်ပြီးအကျက်အတန်းနှင့်ကျုံသောအချက်ကိုတညီတညွတ်ထဲပြောကြသည်ရုပ်ပိုင်းအာဟာရစားသောက်မှုလျှော့ပေါ်၍စိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုဘက်သို့လက်ချင်းတည်ပြင်းတံပြန်ယဉ်ကျေးမှုခေါ်ခြင်းဖြစ်သည်တော့ဖလာယဉ်ကျေးမှုအမည်ယဉ်ကျေးမှုကိုရခင်ကဒလိထုံနှန်းစင်လာ ပြုစုပြုထောင်ခြင်းမယိုင်းဆိုင်ခြင်းစသည်ဖြင့်အထိပ်ပေါ်ဖွင့်ဆိုကြသည်ခစ်ကပြောင်းလဲလာသည် တော့ဘလာကလူနေမှုအဆင့်အတန်းကိုမြင့်ခြင်းနဲ့အသင့်ဖြစ်ခြင်းနဲ့လိုအပ်သည့်၆ချက်ကိုတင်ပြထားသည်ဤပညာလူမှုဝန်ကျင်ဆက်ဆံရေးတည်င်းအချက်အလက်အောက်ချုပ်ရေးခေလိုက်ဇီဝရှင်တန်မှုစိတ်ပိုင်းဆိုင်ရာအခြေအနေစသည်တို့ဖြစ်သည် ရှေ့တွန်းယဉ်ကျေးမှုနဲ့နောက်ဆွဲယဉ်ကျေးမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအကြောင်းပြောရာတွင်ယာတိဥဒုကောင်းမှုမှုတည်ရန်စာတကျဲဝမှု policy မကန်မှုလောက်နေမလုံလောက်တော့ပါလူအဖွဲ့အစည်းကလက်ခံထားသောတန်ဖိုးများသဘောထားများယဉ်ကျေးမှုများယူဆချက်များကိုပါထက်သွင်းစဉ်းစားသည့်ရင်းကိုယဉ်ကျေးမှုဟုအဓိပ္ပာယ်ဖွင့်သည့်စီးပွားရေးဖွံ့ဖြိုးမှုအတွက် ယဉ်ကျေးမှုကထောက်ကူပေးနိုင်သောစွန့်ရင်မျိုးရှိသည်တချို့ကတွေ့သည့်တိုးတက်မှုကိုဥတည်သည့်ရှေ့တွန်းယဉ်ကျေးမှုဟုဆိုသည် အချို့ကအတိတ်ကိုဖက်တွယ်သည့်နောက်ဆွဲယဉ်ကျေးမှုခေါ်သည် Travel Editor Lauren Henry စဉ်ယဉ်ကျေးမှုနှစ်ခုကိုနိုင်ရှင်ပြပုံဖြစ်သည်တင့်အချိန်ရှစ်တွန်းယဉ်ကျေးမှုကမဝေးလာသည့်အနာဂတ်ကိုအာယုံဆိုင်သည်နောက်ဆွဲယဉ်ကျေးမှုကအတိတ်သို့မဟုတ်တပတ်လည်အနာဂတ်ကိုအာယုံထားသည်နှင့်အလုတ် တန်ဖိုးအဖြစ်ရှုမြင်သည့်ရှေတွန်းဝင်တို့ဝင်ဖို့အဖြစ်သဘောထားသည့်နောက်ဆွဲ၃ချွတ်ချံချွတာမှုအမျောမြင့်ကြီးမှုဟုယူဆသည့်ရှေတွန်းကက်စီနဲကိုတရားဟုကဲ့ရက်သည့်နောက်ဆွဲ၄ပညာရေးဘဝအောင်မြင်မှုတော့ချက်ရှေတွန်းလူမလိုက်အခွင့်အကြံများ၏ပကတနာအလုံးနောက်ဆွဲငါဂုံတိတ်ခအောင်မြင်မှုရလက်ရှေတွန်းစွမျိုးအတိုင်းဝိုင်းအဆက်အသွယ်တို့နှင့်ဆက်ဆံမြင်သည့်နောက်ဆွဲ 6အတိုင်းအဝိုင်းဒေတာဆွဲကိုကျော်ကြကြပြပြညီချင်းမှုကိုအခြေခံရှေ့တွန်းရက်ဆွဲရွာဆဲဒေတာဆွဲအာကြီးမိသားစုနဲ့အိမ်နီးချင်းမှလွဲ့ရေးဘသူမှမယုံနောက်ဆွဲခုနှစ်ကျင့်ဝင်ဥပဒေနဲ့ဆက်ဆက်ရှေ့တွန်းကိုချင်းတရားနဲ့ဆက်ဆက်နောက်ဆွဲရှေ့တရားမျက်တပ်မှုလောကလုံးဆိုင်ရာ အမှန်တရားဖြစ်မြင်ရှေ့တွန်းတနာဥစ္စာတို့နဲ့ဆက်ဆက်ပြီးတန်တရားနဲ့ကြည့်နောက်ဆွဲ ကိုအာနာပိုင် တဲ့နဲ့ရေးကိုဦးစားပေးအလျားလိုက်သဘောဆောင်ရှေတွန်းစုစုရေးကိုဦးစားပေး ထက်အောက်သဘောဆောင် နောက်ဆွဲတဆယ်ဘာသာရေးလူမှုစီးပွားရေးဘဝအတွက်လွမ်းမိုးမှုနဲ့ရှေတွန်းလွမ်းမိုးချုပ်ကင်မှုများနောက်ဆွဲရင်ကျေးမှုများရင်ဆိုင်ဆန့်ကျင်မှုနှင့်ရင်ကျေးမှုချင်းတိုင်းရောညှိတွင်မှု27ရာစုတွင်ကမ္ဘာရေးရာဒေတာရေးရာနိုင်ငံရေးရာတို့တွင်ရင်ကျေးမှုမျက်နှာစာပုံမိုးရေးပါလာကြောင်းပညာရှင်များကပြောကြသည်ဟာဘတ်တက္ကသိုလ်ပမောက်ခတ် ဟန်တင်တန်က27ရာစုနိုင်မတူခြားနာသောယဉ်ကျေးမှုများကြီးဆိုင်ဆန့်ကျင်မှုပေါ်ပေါက်မည်ဟုဟုတ်ကိန်းထုတ်ပူသည်အစ်စရိုင်းနှင့်ပါလက်စတိုင်း၏ခင်းသည့်ယဉ်ကျေးမှုချင်းဆန့်ကျင်ရင်ဆိုင်သည့်ပြိပခါဖြစ်သည် ဖရန်စစ်ကူကကူရမာကတော့ယဉ်ကျေးမှုချင်းလာရောညှိထွေမှုကိုအဓိကမိမောင်ထိုးပြသည်တာရကနေဖြင့်ဂျပန်မီချီခေ1868-1912 AD ကိုညွန်းသည်အမေရိကန်ရစ်တပ်သင်္ဘောဂျပန်စိတ်ကမ်းသို့ရောက်ခဲ့သည်ဂျပန်အမေရိကန်ပဋိပက္ခမဖြစ်ပေါ်ခဲ့မီချီခေပြောင်းလဲရေးဆိုပြီးအနောက်တိုင်းမှနီးပညာပေါင်းစုံအတူယူခဲ့သည်ဂျပန်ယဉ်ကျေးမှုကနောက်တိုင်းယဉ်ကျေးမှုကိုလာရောညှိထွေထုတ်ပြန်ခဲ့သည်ယဉ်ကျေးမှု၏အထိပ္ပယ်သည်တိမ်မွေ့ခြင်းပြပြခြင်းပြုစုပြောင်းခြင်းကျင့်ဝင်ဆောင်ထိန်ခြင်းအစဉ်လာရောရာတလေကိုထိန်းသိမ်းခြင်း ်ရှေးဟောင်းကိုမျက်နှာချင်းလောက်နဲ့မလုံလောက်တော့ပါဘိုးရီချုံဝန်းသောဘိုးရီချုပ်တွေသောလောကီအရာများနဲ့ဆက်နွယ်ပတ်သက်နေသည်ဟုမိတ်ဆက်ပြောလိုရင်းဖြစ်ပါသည်အခုဖက်ပြတ်သွားတဲ့ဆောင်းပါးကိုတော့2016ခုနှစ်ဧပြီလထုံးမဟေတီရုပ်စုံမြက်ကစင်အမတ်386မှညွန့်ဝင်လေးရေးသားသည့်ဆောင်းပါးကိုကောက်နှုတ်ဖော်ပြသည်ယခုလိုအချိန်ပြေနာဆင်ပြီးခဲ့တဲ့ကျေးဇူးအထူးမဲ့တင်ရှိပါရယ်အားလုံးပဲဘေးရန်အပေါင်းကင်းစင်ပြီးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရယ်ခင်ဗျာ